ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးစစ်အောင်မြတ်နဲ့အစိုးရဖွဲ့ဝင်ဟောင်းစစ်တမ်းမှုများအပါအဝင် ပေ3000ကျော်ထင်းရှူရော့ကိုဖျက်ဆီးကအိမ်ခွက်16ခွက်ဖောဆောင်ထားတဲ့အခြေအနေကိုအရက်ဖတ်လူမှုရေးအဖွဲ့အစည်းပေါင်းစုံကဂျွန်လ9ရက်အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာထင်းရှူရော့စစ်ဆေးခြင်းကမ်ပိန်းတရက်ကိုပြုလုပ်ခဲ့ပါတယ်တောင်ကြီးမြို့ဟိုပုံသွားလန်းလေးမိုင်ဤကိုနဝင်းစုတောင်းပြေစီရော်ဤမှာရှိရဲအဲ့ဒီချင်းရှူရော်ကိစ္စကိုနိုင်ငံတော်သမရယုံတို့ဥသိမ်းရွှေတင်ကတိုင်ကြားထားပါတယ် ်နိုင်ငံတော်သမ္မတရုံးမှပြည်내အစိုးရအဖွဲ့နဲ့တဘာဝပတ်ဝန်းကျင်နဲ့သင်ရဇာတဝန်ကြီးဒေါက်တာညီညီအောင်ထံကိုဒီထင်းရှိရောလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတွေကိုပြန်လည်စစ်ဆေးပြီးတော့အကြောင်းကြားဖို့မေလ6ရက်နေ့ကညွှန်ကြားစာထွက်ထားပြီးဖြစ်ပါတယ်ထင်းရှုပင်တင်းချီရှိပြီးနိုင်ငံတော်ဘတ်ဂျက်နဲ့စိုက်ထားပြီး1993နဲ့ကသစ်တော်တက္ကသိုလ်လုပ်ဖို့တင်ထားတယ်လို့သိရပြီးတော့ဖြက်စီုံမကပဲအကွက်တွေဖော်နေပြီးတော့ဝင်းခတ်ထားတာဖြစ်တယ်လို့တိုင်ကြားသူအထက်တန်းရှင်တွေဦးသိန်းရွှေတင်ကပြောပါတယ် ောဌာနကစစ်သွားပြီစစ်သွားပြီးတော့သူအရေးမယူလို့ရှိရင်ကျွန်တော်တို့ကအရေးယူတဲ့အတိဆက်လက်ဆောင်ရွက်မယ်ဘာဖြစ်လို့ဆိုတော့သူတို့စစ်ဆေးချက်တွေကရှင်းအောင်မညီတာတွေကလည်းအများကြီးနောက်ပြီးတော့ကျွန်တော်တို့ပြသတဲ့အထောက်အထားတွေကလည်းဗိုလ်ချုပ်ကြီးချစ်ဆွေဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေတို့တင်ခဲ့တယ်ဆိုရင်အထောက်အထားပြပါဆိုတော့ပြတယ်ပြတော့မိတ်တူလေးကမွန်းမွဲလေးဘာမှတော့မသိဘူးအထောက်အထားဆိုလို့လားအထောက်အထားကြည့်လိုက်ရတယ်ဟိုထင်ထင်ရှားရှားဘာမှမပါဘူးနောက်ပြီးတော့အမင်းကြော်ညာစာအမှတ်ဘလောက်ဘလောက်နဲ့နိုင်ငံတော်ဟလာဟိုတစ်တော့တက်ကြလို့ ဆောက်ဖို့အတွက်သိသိလိုက်ဒီဘာညာဒီ hari လည်းမပြနိုင်ဘူးဒီထင်းရှုတော်မှာ1995ခုနှစ်မှာတစ်တောဌာနမှာရခင်ပြည်နယ်မှုဖြစ်သူဦးအောင်ဝင်းကစိုက်ပျိုးထားခြင်းဖြစ်ပြီးတော့ထင်းရှုပင်သိမ်းချီရှိတယ်လို့လည်းသိရပါတယ်တိုင်ကြတဲ့သူဦးသိန်းရွှေတင်ကိုမဲပြီးစစ်တင်တဲ့သဘောတွေရှိနေတဲ့အတွက်အဖွဲပေါင်းစုံအခုလိုလာရောက်စစ်ဆေးခြင်းဖြစ်တယ်လို့တရားဥပဒေစိုးမိုးရေးကွန်ရက်မှဦးဝင်းနိုင်စိုးကပြောပါတယ် 1995ခုနှစ်ကစိုက်ထားတဲ့အဲထင်းဦးပင်နေရှိတဲ့နေရာမှာကျွန်တော်တို့အခုဒီထင်းဦးပင်ကိုခုတ်တင်ပြီးတော့ဒီမှာလာပြီးတော့ဒီအရင်ဝင်ကြီးအဟောင်းတွေအင်အားတွေကွက်ချတာကိုကျွန်တော်တို့တွေ့ရှိရတယ်။အဲ့ဒါကျွန်တော်တို့သိကျင်တာကဘရီကွန်ပျူချက်နဲ့လေ။နောက်ဘက်စီမန်ဂိမ်းကြောင့်လည်းနိုင်ငံတော်ပြန်လည်ထုတ်ထားပါသလား။ကျွန်တော်တို့အဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းသိကျင်နေ။တောင်လီတမြို့လုံးကလည်းဒါကိုစိတ်ဝင်စားနေတယ်။အဖွဲ့ပေါင်း20ကျော်ရှိပြီးလူရည်တရားပါဝင်တဲ့လူမျိုးရေးပရိဟိတအဖွဲ့တွေနဲ့အရက်ဖက်အဖွဲ့အစည်းတို့မှထင်းရှူတော်များနဲ့အကွက်တစ်ဖော်ဆောင်ထားမှုများကိုရှိရှိစစ်ဆေးခဲ့ကြပါတယ်။ ကြပြင်ဂျွန်လ9ရက်နေ့မှာကြာရောက်တဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ထိမ်းမှတ်ဖြင့်တောင်ကြီးမြို့အတွင်းမှာစပိန်စီကမ်ပိန်းကိုတောင်ကြီးမြို့စပိန်ချစ်သူများအဖွဲ့ကပြုလုပ်ခဲ့ပါတယ်ဒီကံပိမှာစပိန်ချစ်သူများအဖွဲ့ကလူတရာဝန်းကျင်လောက်ပါဝင်ခဲ့လို့လည်းသိရပါဗျ။